စကားချင်းစီစဉ်ဆောင်ရွက်ပြီပါရဲ့လျှောက်ထားပါနဲ့ဗျာပရမဥစွာဒွန်နန်းဝဝဝင်းလာရှိမြို့မှာဓမ္မပူဇာလူတော်ကိုတသိမ့်ချလူတန်းပေးပါရန်ပန်ချာပါတယ်ဆရာဤကပ္ပယကာယကဖြစ်သူတအောင်မဆောင်ရွက်ပြီပါရန်ပန်ချာပါတယ်အဲထဒါထား

မလေးဓမ္မရန်ဒီရေကြပြည့်ပြည့်တိဆောက်ရေးအတွက်တသိမ့်ချလူတန်းပြပရန်ပန်ချအပ်ပါတယ်တတန်တန်အေ ကန်တယ်နော်သာဓုသာဓုသာဓုဆလိတခင်အမှုတချွတ်ချွတ်အေးတောယမင်းစုရမဆရာဥဒိခဓမ္မပူဇာလူတော်ငွေတိတ်ကြလူတန်းမိပါရင်ပန်းချပါတယ် Tadu, Tadu, Tadu. Sarai to Thithi Yushu Yemidasu Sakaima. Tama Bhuza Lirangwe Tataitya Lirami Bayam Pancha Pare. ကဲဒါကိုခေါ်လိုက်နော်ဒါဒူဒါ ုသာဓုဆရာအခန်းလေးယောဂီများမှာဆရာတော်ဓမ္မပူဇာလူတော်ကိုတိတ်ချလူတံပြပါရပါကြပါတယ်ခန်းလေးလားအစောကလာကတ်သွားတယ်ခွေ ရပြီလေဝဆရာကြီးဥမင်းဇော်မြင့်တော်မြင့်မြင့်တောင်မိသားစုတို့မှာဆရာတော်အားဓမ္မပူဇာလူတော်ကိုတိတ်ကြလူတော်ပြပြရန်ပန်ကြားပါတယ်ကဲဟိုလကနဲ့အမေကနော်နော်လေးနဲ့ဆိုလိုက်နော်ပြဟိုကိုင်းတယောက်ကိုကိုင်းတယ်တယောက်ထား ကဲဒါလို့ခေါ်နော်ဓာတုဓာတုဓာတုဒီတော့ကြီးစက္ကချင်းစစ်စစ်ပြီးဆုံးပြီဖြစ်ပါကြောင်းယုတိစွာရှောက်ထားအပ်ပါလေဗျာတို့အာယုံသစက္ကကြတဲ့ဥဖိုးကိုဖိုးကျော်မနွယ်အေမိသားစုများရှိရင်ရှေ့မှာရေးသားချလာပေးမယ်နော်။နောက်ရွှေစံပင်မရိုးတော်ညွန့်မိသားစုနဲ့ဥဝေဖြိုးအောင် တော်ရင်မွေးမိသားစုများရှေ့မှာလာရောက်ပြီးတော့ရည်သက်ချပြင်မယ်။ခန္ဓာဝယ်ဆလိုက်ကြရအောင် တရားနှလုံးသွင်းကြတရားပဲအာယုံပြုကြယနေ့ဝရမဲစွာသာသနာတော်နေ့2569ခုနှစ်မြန်မာ့ရိုးဟာကောသာတော်ရဲ့1389ခုနှစ် အစွန်လာပြီကျော်33ရက်နေ့ခရစ်နှစ်2025မေလ24ရက်စနေနေ့မလေးတားဒေသကြီးပြုံးလွေမျိုးရေချမ်းဟူတောင်ရွာအဘမာရာဒေါစကန်တရားရိပ်သာကြီးအတွင်၌တရား3ချိန်မြောက်လာတဲ့အချင်းပါပြုလို့အပ်သောဓမ္မရန်ဒီမိုးဝိပဿနာ10ရက်ဒုတိယစကန်ဘွယ်ကြီးဤရှေးရမြောက်သောနေ့အဖို့၌ ဘုရားမူရှိသောတန်ခါကုံနှင့်ယောဂိတရသမารိပညာတိခါတို့ရဲ့အချင်းမြတ်ကုံတို့ကိုအာယုံပြုကာအရုံသွန်းတို့ကိုစက္ကလူတန်းညာသည်ဘိုင်းမီရှင် ကုသိုလ်ရှင်ကြီးများကတော့ကိုဘိုးကျော်မနွယ်အေကုံသိန်းရောင်းဝယ်မိသားစုပြုံးလင်မျိုးမှာအရုံသွန်းတို့ကိုစက္ကလူတန်းပူဇော်ကြခြင်း ဖြစ်ပါတယ်နေသောစက္ကလူတန်းညာသည်ဘိုင်းမီရှင် ကုသိုလ်ရှင်ကြီးများကတော့ ရွှေစံမဲဆရာတော်ဤမေတော်ဤတော်ညွန့်မိသားစုနှင့်ဥဝေဖြိုးအောင်ဒေါ်အေးမွေမိသားစုပြင်းလည်မျိုးမှနေသွန်းအလူတော်တို့ကိုတရာရှင်လန်းညံပြတဲ့ငါလူတန်းဆက်ကပူဇော်ကြခြင်းဖြစ်ပါတယ်ဓမ္မဗုဒ္ဓလူတန်းကြသည့်ဘာမေရှင်ကုသိုလ်ရှင်ကြီးများကတော့ဒေါ်နန်းဝါဝဝင်းလာရှုံမျိုးမှာ ဓမ္မပူဇာလူတော်ပြည့်လူတော်ကျက်တသိန်းဒေါခင်အင်းမူဒေါ်ချူချူအင်းဒေါ်ယမင်းစုရမဇာရုဒိကဓမ္မပူဇာလူတော်ပြည့်လူတော်ကျက်တသိန်းဒေါ်တိတိရွန့်ရွှေရေမိသားစုမှလူတော်ကျက်တသိန်းဒေါ်မျိုးမျိုးမိသားစုတရာဝမျိုးမှလူတော်ကျန်ငါတောင်းဥယေအောင်ဒေါ်နွယ်နီရေချောင်းတောင်ရွာမှဓမ္မပူဇာလူတော်ပြည့်လူတော်ကျက်သုံးတောင်း မမြစိန်မဆုစုခိုင်ရေချောင်းတောင်ရွာမှဓမ္မပုဒ္ဒလူတော်15000ကျပ်ဥမောင်ဤဒုခိမေတံဘုဇုကတိမှာဓမ္မပုဒ္ဒလူတော်15000ဒေါမြင့်တန်ဝင်ကျောက်ဆယ်မြို့မှာဓမ္မပုဒ္ဒလူတော်ပြည့်လူတော်15000ဒေါတင်နုဤဒေါရေးမြင့်မှာဓမ္မပုဒ္ဒလူတော်15000အခန်းလေးတရားစခန်းဝင်ယောဂီများမှာဓမ္မပူဇာလူတော်ပြည့်လူတော်ချက်တဲ့သိင်း မလေးဓမ္မရဏိမဝိဒါကျောင်းတိုင်းကျောင်းနံမြပြန်လဲပြုပြင် တိဆောင်ရေးလူတော်ဖြင့်ဒေါ်သန်သန်၏မိသားစုမိုးကုံမြို့မှလူတော်ချက်တသိန်းဥဖြူဝင်ဒေါ်မာလွန်မိသားစုမန္လေးမြို့မှလူတော်ချန်ငါတောင်းဒေါ်နေနု၏ဒေါ်အေးမြင့်ကျောက်ဆယ်မြို့မှလူတော်ချန်ငါတောင်းဥမောင်အေးဒေါ်ခင်မေတန်မိသားစုမိုးကျုပ်ကွတ်တင်မှလူတော်ချန်ငါတောင်းတို့ကိုသရာရှင်လန်းညံပြတတ်ငါတည်တည်ကုသိုလ်ပြု ပါဝင်လူတန်းညာခြင်းဖြစ်ပါတယ်။ဒီပါမီရှင်ကုသိုလ်ရှင်ကြီးများနဲ့တူတကွယဝိယနီကနေပြီးတော့တရားစကံဝင်တရားအာထုတ်တရားတော်နာကြောက်လာကြကုန်သောအလုံးစုံတို့ဆွေတော်မြို့တော်ပေါင်းတို့အားဒါအနုမောဒနာဓမ္မကထာတဲ့အနုမောဒနာဆိုတာကတော့ဝမ်းမြောက်ကြောင်းပေါ့။တရောင်းတို့ရဲ့ယနေ့လူတန်းလိုက်တဲ့ကုသိုလ်ကောင်းမှုအစူးစူးတို့ကိုဦးဇင်းတို့ ဝမ်းမြောက်ကြောင်းအနုမောဒနာဓမ္မကထာတရားဥဒ္ဓေဗုဒ္ဓလိုတော်ကြားကျေးဇူးတော်ရှင်မဟုတ်ဆရာတော်ဘုရားကြီးကပါဠိဝဲတူလူပါဠိဝဲတန်တဲ့အလူဒါနပြုတဲ့အခါမှာသရာနောက်ကပညာလိုက်နိုင်အောင်ကြိုးစားရမယ်တရားဒီဒါနမျိုးဆိုတာလေသူတော်ကောင်းတို့ဥစဉ်တို့သရာနောက်ကပညာလိုက်ဖို့ဆိုတာလေ သာသနာတွင်သာသနာနဲ့ကြုံသာသနာနဲ့ဆုံသာသနာနဲ့တွေ့ခွင့်ရမှလူခွင့်ရတဲ့အခွင့်အရေးကြီးတယ်ဗျာနော်ဒီနေ့သရောင်းလို့ဦးဇင်းတို့လူတန်းလိုက်တဲ့အလူကဘုရားမှုရှိသောတန်ခါကုံယောဂိတိရသမားကြီးပညာသိခါတုံးရဲ့အချင်းမြတ်ကုံကိုအာယုံပြုပြီးတော့ဒီနေ့ပါရမီရှိုးမြုံနံကအလူဒါနတွေလူတန်းညရတယ်တေယကုသိုလ်ခြင်းထက်ကုသိုလ်ဆက်၍ အမြတ်ကြံအောင်ကြိုးစားတယ်ဒီကနေ့ဦးဇင်းတို့အလုံးတော်လူတော်ကောင်းများကဒီမှာဦးဇင်းတို့တရားဟောတဲ့ဆရာတော်ဗျာများကဓမ္မဒေသနာတရားတွေဟောပြောသူတော်ကောင်းတို့ကဓမ္မတော်ဝင်တာတရားတော်ကိုနာကြားတယ်ဟောဒီကဟောပြောတဲ့ကုသိုလ်သူတော်ကောင်းတို့နာကြားတဲ့ကုသိုလ်ဒီကုသိုလ်အပြင်မှာသူတော်ကောင်းတို့ဦးဇင်းတို့ကိုအကြောင်းပြုပြီးတော့အလူရှင် လူမတွေကလည်းကုသိုလ်တရားပြန်ပွားတယ် ဒါကြောင့်ကုသိုလ်ခြင်းထက် ကုသိုလ်ဆက်၍အမြတ်ကြံအောင်ကြိုးစားတယ်ဒီတော့ရှိကကုသိုလ်ကောင်းမှုတွေပြုလုပ်နေကြတဲ့အဲ့တော့လူကံပုဂ္ဂိုလ်တွေအကြောင်းပြုပြီးတော့ကိုကအလှပေးခွင့်နေရတယ်အဲ့တော့ပစ္စည်းတတ်တာသာသနာ၃ဖြာဒုံလပဂျုံခဲလာဒီ၃ချက်မှတ်ရအောင်နော်အဲ့တော့ပစ္စည်းတတ်တာသာသနာ၃ဖြာဒုံလပဂျုံခဲလာတဲ့ မိမိမှာပစ္စည်းကလည်းအကြောင်းကျိုးတင့်တယ်အားလျော်စွာထိုင်လျောက်ခွင့်ခါကလည်းတင့်နေတယ်။အဲဒါဒီဘက်ကသရာတရားကလည်းထက်တန်းပြီးတော့နေတော့ဟောဒီဘက်ကဥစဉ်တို့သာသနာနဲ့ကလည်းဂျုံနေတာ။အဲတချို့ကပစ္စည်းကတော့ရှိတယ်တဲ့။သရာတရားမရှိပြန်ရင်လည်းပဲအလူကအထမြောက်ဖို့မလွယ်ပြန်ဘူး။တရားပစ္စည်းဥစ္စာကလည်းမိမိတို့အကြောင်းကျိုးခွင့်ခါကလည်းတင့်။တတ္တာဆိုတာကတော့ယရဏမျက်သုံးမှနဲ့ ကံကံအကျိုးကိုယုံကြည်တဲ့တရားတရားပေါ့နော်အဲ့တော့ဒီနေ့အလုံးစုံသူတို့ကောင်းနေဒါတရားတွေရှင်းကမ်းပြီးတော့သာသနာနဲ့လည်းကျွန်တော်သာသနာတွင်အလူပေါ့ဒီတော့ဤသာဤဌာနတွင်မှာလိုအပ်ရာရာလူတန်းချင်းအောင်သန်းနဲ့နေသောများကတ်လူပူဇော်ခြင်းနောက်ကုသိုလ်တရားထက်စင်ဆက်သွားတာကဥစဉ်တို့ဓမ္မတန်သည်မဝေသာကြောင်းတိုက်တော်တွင်မှာပြည့်စည်ယုံရင်သွားသည့်သာသနာနိကအဆောင်များ ပြန်လဲပြီးတော့ပြုပြင်နိုင်ရန်ပြန်လဲပြီးတော့လဲပတ်နိုင်ရန်ဦးဇင်းတို့မလေးဓမ္မရတိမဟုတ်ရသားចောင်းတိုက်ကြီးအတွင်းမှာဒါလို့ဦးဇင်းတို့ဆရာတော်ဗျာကြီးရဲ့ဩဝါဒနဲ့ညီချမှတ်ထားတဲ့လုပ်ငန်းစဉ်ကြီးကလာတဲ့တရားစခန်းများဖွင့်လင့်နိုင်ရေးဆိုတော့ဦးဇင်းတို့လာတဲ့တရားစခန်းတွေဖွင့်လင့်နိုင်ရေးအတွက်အစာအုပ်တွေအဓိကရေးကြီးတဲ့နေရာတွေပြန်လဲပြုပြင်ရတယ်။ဟဲ့နောက်တခါဦးဇင်းတို့ ပရိယတ်ဒီလုပ်ငန်းကြီးများနေစဉ်လက်ပတ်နိုင်၏နံပါတ်3ကျတော့မြို့သားစာဟိတပညာမြန်မာရေးဆိုတဲ့ဒီလုပ်ငန်းစဉ်ကြီး3ခုပေါ့ကုလတက္ကိတလူငယ်ရင်ကြီးလေးမှာသင်တန်းများတရားရတဲ့မှာရှိတဲ့ဥစဉ်တို့ပရိယတ်ဒီလုပ်ငန်းများလက်ပတ်နိုင်ရေးဆိုတော့ဥစဉ်တို့28ရက်ဖြစ်ပြီးတဲ့အခါမှာ3ဘက်လောက်စောင့်ကြည့်တယ်28ရက်3လ2025မှာတဘာဝပြည့်နဲ့ကြာရောက်တော့3ဘက်လောက်စောင့်ကြည့်လိုက်ပြီးတော့ သုံးဘက်လေးဘက်လောက်ထိရောက်သွားတာပေါ့နော်ဟဲစောင့်ကြည့်လိုက်ပြီးတော့ပြန်လဲပြီးတော့စာအုပ်တွေပြန်ပြင်တော့ဒီကိုင်လေးတွေအတိတ်ကကျသွားတယ်ကိုင်လေးတွေနံပါတ်1နေ့စဉ်လေပတ်နိုင်ရေးအုပ်စင်းတို့ចောင်းနေ10ရက်15ရက်လောက်ပိတ်ပြီးတော့အဲ့နေရာနေမှာဥစဉ်တို့ယာယီဆောင်တွေပြန်ဆောက်ခြင်းပြုပြင်ခြင်းပေါ့ဗျာနော်အဲ့ဒါဥစဉ်တို့ယာယီဆောင်ထရွက်တဲ့တွေနဲ့ကိုင်လေးတွေဆွန်းစားတဲ့နေရာနားနေတဲ့နေရာပေါ့ဒါယူဥစဉ်တို့ အာလုံထရွက်တဲ့ထရွက်တဲ့တာခေါ်တာအဲ့ဒါသိမ်းပေါင်း350ကျော်လောက်ကုန်ပါတယ်ထရွက်တဲ့ပေါ့နော်တဲစင်မှုဒါကအာလုံသူတော်တို့တရာတရားပွားနိုင်ရန်ပေါ့ဗျာနော်အဲ့တော့ဦးဇင်းတို့ဒီဒါကဒီចောင်းတိုက်တွင်မှာအဲ့ဒီထရွက်တဲ့တွေအဲ့တော့တွင်လေးတွေစွန်းစားတဲ့နေရာတို့နောက်အဲ့ဒီမှာဦးဇင်းတို့တွင်လေးတွေစာကျက်တဲ့နေရာဆင်ပြေနိုင်အောင်နောက်ပရိယတ်တွေစာသင်တဲ့နှစ်တိုက်ကို တောက်လျှောက်အချင်းမဲ့ဦးဇင်းတို့၃ဘက်၄ဘက်လောက်ဆောက်ပြီးတော့ပြပြလိုက်တော့ခု အလုံးဟာဇင်းတို့85 90ရာခိုင်နှုန်းတော့ဖြစ်သွားပါပြီအလုံးနေလို့ရသွားပြီဒီတော့အဓိကတော့နေ့စဉ်နေ့တိုင်းတန်ဃာပါ180ကျော်ရှိတော့နေ့စဉ်ပရိယပရိပတ်လုပ်ငန်းတွေလုပ်နိုင်ရေးဆိုပြီးတော့ဒါနေရာဌာနတိတိကနေပြီးတော့လူတိုင်းရတဲ့အလူရှင်များရဲ့အလူကုသိုလ်ချင်းတက်ကုသိုလ်ဆက်တာပေါ့ဗျာနော်တချို့ကလည်းပဲအကြောင်းတကာအကြောင်းမတွေကသူတို့ ူလန်းထားတဲ့အကြောင်းတိုက်ကြီးကိုပြန်လည်ပြီးတော့တာဝန်ယူပေါ့ဗျာနော်ပြန်ပြီးတော့တာဝန်ယူပဲရှိတယ်ဦးဇင်းတို့ပရိယတ်ဒီစာတင်တိုက်ဆောင်ရွက်ခဲ့တာကတော့အလုံးအမေလာတို့အမေကောက်တို့လူလန်းထားတဲ့အကြောင်းဆောင်တော်ကြီးတွေဒါအဒီမှာအဒီအဆောင်ကြီးတွေတောက်လျှောက်ပြန်လည်ပြီးတော့အာရုံပြုပြင်တော့ကွင်းလေးတွေချမ်းချမ်းသာသာဆရာဘုန်းကြီးတွေချမ်းချမ်းသာသတင်းသုံးခွင့်တွေရတယ်အဲအဲ့ဒါဒီအလူတော်ကြီးတွေမှာပြီးတော့ဟောလာတဲ့နေုံလာကြတော့တရားစခန်းကပြန်ဖွင့်တော့ ီအတွက်ကယောဂီများအတွက်ဆိုတော့တခါပြန်ပြီးတော့စီစဉ်ရတာအဲ့ဒါနေုံလဆိုင်ဦးစင်းတို့ခုဆိုရင်လည်းပဲအဲ့ဒါလည်းပဲ80 90ရာခိုင်နှုန်းလောက်ဖြစ်သွားပါပြီနေုံလာတန်း10ရက်နေဝင်17ရက်နေအစ10ရက်တိုင်းတိုင်းတရားစခန်းပွဲကြီးတွေဦးစင်းတို့ဆက်လက်ပြီးတော့လက်ပတ်တော်မယ်ဆရာဘုရားကြီးအမြဲတမ်းမိတ်နေဒီကွယ်တိခိတိကာဒီချိန်တိကာလမှာတော့အဲ့တော့နေရာတိုင်းကတော့အလုံး ခက်ခဲမှုများတော့ရှိကြတယ်ဟေ့ဆရာကအေးဦးသိန်းလေးတို့လုံနိုင်တယ်လောက်စွန့်နိုင်တယ်လောက်တို့ကုသိုလ်ပေးနိုင်အောင်တော့ဆောင်ရွက်ရမယ်ဟေ့ဒီတော့တိုက်တာကြီးတွေဆောက်လုပ်ထားပြီးတော့နေရာကြီးတွေပြုတ်လုပ်ထားပြီးတော့တို့ကတခါတော်မတွေနဲ့လူတကာလူမတွေကိုကုသိုလ်ရအောင်ခွင့်အရေးတွေကိုဖန်တီးမပေးနိုင်ဘူးဆိုရင်တို့တိုက်တာကြီးတွေဆောက်လုပ်ရတာဘယ်တန်မိုးရှိမလဲကွယ်ဆရာဘုရားကြီးကတော့လာတဲ့ဆောင်ရွက်ခိုင်းတယ်ဒီကြောင့် ရိတ်သာဌာနကြီးတွေမှာလည်းလာတဲ့ကဲ့သို့ပေါ့နော်ဒါလာတဲ့တရားစခန်းဘုန်းကြီးတွေဒီဘက်ဆိုစတင်တော့မယ်လေုံလာတဲ့ဆယ်ရက်နေ့မြန်မာလာစန်းတိုင်းလာတဲ့နိုင်ငံအဲ့မှာတရားစခန်းဘုန်းကြီးရှိတယ်။ကျောင်းစင်းတို့အဲ့ဒါလာတဲ့လာတိုင်းတရားစခန်းဘုန်းကြီးတွေဒါလက်ပတ်နိုင်ရေးဒါပြီးတော့ဦးစင်းတို့ကုလတက္ကိတာလူငယ်ကြီးရစ်လိမ်မှာဓမ္မသင်တန်းကြောင်းတက်တဲ့ဆန်ဆန်မှာပဲဦးစင်းတို့ဒီငွေလောက်တဲ့နေ့ရတော့ကလေးတွေကျောင်းထဲမှာကလေးပေါင်းတစ်ထောင်ကျော်ရှိတယ် ကျောင်းနိုင်တဲ့တန်ခါးလေးဆို1100လောက်ရှိတယ်အဲ့ဒီက28ရက်ဇင်းတို့3လ2025ဆိုတော့တရားဒီကုလတက္ကိရလူငယ်ချင်းလေးမှာသင်တန်းကျောင်းဖွင့်တာ9ရက်မြောက်တယ်နေဟဲ့ဒါကလေးတွေကလည်း1000ကျော်လောက်ရှိတယ်ကိုရင်တွေရောဆိုတော့အလုံး1100ကျော်လောက်ရှိတယ်ဒါပေမဲ့အလုံးကတော့ကံကောင်းထောင်းမဆိုပြန်ဘာမှတော့အချောင်းကျိုးတွေအလုံးတင့်သွားတာပေါ့နော်အလုံးအန်ရလွတ်လွတ်ကင်ကင်ပေါ့ ဒါလွတ်လပ်ကင်းဖြစ်သွားတဲ့အခါကျတော့ဟာငင်းတန်းဖြစ်ရတယ်ဂျုံရတယ်ဆိုတာဥစဉ်လို့လေဒါပထမဆုံးအထမဂျုံမှုတာပဲနော်ဒါကြောင့်တဘာဝဘေးအန္တရာယ်ဆိုတာကဘယ်နေပါဖြစ်မှန်းသူဒါကြောင့်ဥစဉ်တို့တဘာဝဘေးအန္တရာယ်ကဘာမြည်ကြီးကအဲ့ဒါဥစဉ်တို့ဓာကြီးလေးပါပြောမယ်ဆိုရင်တော့ရေတို့မြေတို့လေတို့မီးတို့ဗျာနော်ဓာရီအောက်ကရေတွေလှုပ်ခတ်လာတဲ့အခါမှာတဘာဝဘေးအန္တရာယ်မြေတွေကလှုပ်ခတ်လာတာဖြစ်တာပဲနော် ာဝဒင်းတို့ဘုရားဖျားရှင်ကိုရမကြီးကရှင်အနန္ဒာကိုမိန့်နေတယ်မှာပါတယ်ဓာတ်ချောက်ချာခြင်းကြောင်းလဲကဘာမီကြီးဟာတုံကြီးတယ်မြေလှုပ်တာပြောတာနော်ဟဲ့ဒါဓာတ်ချောက်ချာခြင်းဆောင်ဆိုတာကဒီမြေရဲ့အောက်မှာကရေရှိတာဘူးဗျာတရားရည်ရေတွေလှုပ်ခတ်တာနဲ့တပြိုင်နက်တာလှုပ်မှာပဲတရားတဘာကြီးဟာရွေလျားပြီးတော့သွားနေတယ်ဆိုတာကဒါကမှန်ရခတ်တာဘူးဗျာနော်ဒီနေ့သိဗ္ဗံမြာရှင်နေနိပညာရှင်နေ အလုံးခံမရခက်ဆုံးအရာကမလင်လှုပ်တာပဲဘယ်ရှင်မှာဘာပြင်မမသိဘူးเนาะနောက်တော့နဘက်ညော်ဒီတကူအိတ်တိဘက်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲကဘာမီးကိုတုံဟီအောင်လှုပ်လို့ရတယ်တကူအိတ်တိဘက်နဲ့လှုပ်လို့ရတာပေါ့เนาะအဲ့ဒါနဘက်ညအကြောင်းတရားပေါ့ဗျာเนาะနောက်ဦးဇင်းတို့ဒီစာပေထဲမှာပါတာကကြတော့ဦးဇင်းတို့ဖះအလောင်းတော်လေးပြိတန်နေကိန်းတဲ့ခါမှာကဘာမီးကြီးကလည်းတုံဟီးတယ် ါဒီဒီအကြောင်းတရားတွေရှိတယ်နော်ဒါတော့ဘုရားဝင်ဖြစ်တော်စဉ်နေနဲ့အပိုင်းတွေလည်းရှိတာဘူးဗျာနော်ဒါဥစဉ်တို့ငရဲ့လှုပ်ခြင်းအကြောင်းတွေလည်းဟောတာရှိပါတယ်ခုကတော့ဥစဉ်တို့ဒီဓာတ်ချောက်ချခြင်းအကြောင်းပေါ့အများဆုံးဖြစ်ရတာကတော့နော်ဒါတွေကသူတော်တို့ဒါလေးဘာကြောင့်ထည့်ပြောရတာကဟာဘာဖြစ်တာလဲဘလို့ကြောင့်ဖြစ်တာလဲဒါဘာဖြစ်တာပါလဲအဲ့ပုံမှာတန်တရားတွေဖြစ်မှာဆိုလို့နော်အဲဒါကြောင့်မလို့ဥစဉ်တို့ဒါတော့သဘာဝဘေးအန္တရာယ်ဆိုတာကတော့ကျုံရမှာဘူးဗျာကိုကကဘာမကြီးပေါ်မှာနေနေတဲ့အတွက်ကြောင့်မလို့ ။ဘဝမီးရဲ့တုံရင်မှုတုံလုံးမှုဓာတ်လျှောက်ချားခြင်းကြောင့်လို့အများဆုံးဒါစာပိဋကစာပိယဆိုရင်ဒီတိုင်းဆိုရမှာပဲနော်။ဇန္နာတော်ဥစဉ်တို့ဘုဒ္ဓဝံဖြစ်တော်စဉ်နေမှာကြတော့ဘုရားနဲ့သက်ဆိုင်တဲ့ဘုဒ္ဓဝံဖြစ်တော်စဉ်နေရတော့ဇန်တဲ့တိကြတော့ရှိတာပေါ့ဗျာနော်။ဒါဥစဉ်တို့ဒါကရောကဘာမီတုံ့ကြီးတယ်တုံ့ကြီးတယ်ခုဥစဉ်တို့သွားပါပြန်နေကြုံရတယ်ကြုံမိမယ်လေဥစဉ်တို့နေရာဌာနတိတိမှာတော့အလုံးတော်ကောင်းတွေရဲ့ဟောငါတို့တော့ဘယ်နှမှာတော့ဘယ်ကြောင်းတိုင်းမှာလူလိုက်မယ် ဘယ်နေရာမှာတော့ဘယ်ကျောင်းတိုင်းမှာလူလိုက်မယ်ဒါဦးဇင်းတို့ရိတ်တာကျောင်းတိုင်းမှာမဟုတ်ပါဘူးဌာနတိတိနေရာတိတိမှာဒါဘုရားခောက်ကတော့ဦးဇင်းတို့နေရာဌာနတိတိမှာဒါလူတန်းဝင်နေရကြရတယ်အဲ့တော့ဒီတစ်ခေါက်မှာတော့ဦးဇင်းတို့ပရိယတိတကယ်လက်ပတ်နေတဲ့စာသင်တိုင်းကြီးတွေလာတဲ့လက်ပတ်နေတဲ့ရိတ်တာကျောင်းတိုင်းကြီးတွေသာသနိကအစအဦးတွေများစွာတွေ့ရတယ်ဒါလည်းပဲဦးဇင်းတို့နှစ်ထန်းတွေကကြာတော့ယူရင်းပျက်စီးတာတွေကလည်းရှိတာဘူးဗျာနော် ။အဦးဇင်းတို့ဟိုမှာသွားကြည့်တယ်ဟိုမြတ်တူဘတ်သွင်းဒီနှစ်တရာကျောင်းရနှစ်ပေါင်းတရာကျော်သွားပြီ။နှစ်ပေါင်းတရာကျော်ပြီဆိုတဲ့အခါကျတော့သူနိပညာအရာလေပဲလွန်ခဲ့တဲ့နှစ်ပေါင်းတရာဆိုတော့စဉ်းစားကြည့်ပေါ့နော်။တခါတည်းပဲသူကအပုံလိုက်ဟောကနေပြုံကြလို့ကြတာ။တပည့်ခေလို့တန်တယ်ဒီဒါစရိစချာဒီဒီတော်တရားတွေကဒီဘက်ခေမှာလို့မလုံနိုင်တဲ့အခါကျတော့ဒါကတော့ဖြစ်ရကြုံရမှာပဲလေနော်။အဲဒီအောင်သဘာဝဘေးအနေနဲ့ကြုံလာတော့အော်ဒါကြောင့်မလို့ကိုက ကုသိုလ်ကောင်းမှုတွေငါတို့စွန့်နိုင်ရာရာစွန့်နိုင်ရာရာနေရာဌာနအတိတိမှလည်းပဲဦးဇင်းတို့ပရိယတ်ဒီစာသင်တကြီးတွေကိုလည်းပဲအာလုံးအာလုံးမင်းတို့စွန့်နိုင်ရာရာတွေလူတိုင်းပေးကြပါလို့လည်းထက်စင်တိုက်တွန်းပါလေဗျာနော်အဲဒါကြောင့်မလို့ဦးဇင်းတို့သာသနာရဲ့အတတ်ဟာယနေ့သာသနာတော်ဘုရားကိုထိမ့်သိမ့်တာတဲ့တန်ဃာတော်ရှင်မြန်များပဲတရားဦးဇင်းတို့ဖျားမှုရှိတော်တန်ဃာခုံ ဘုရားမှုရှိသောတန်ခါကုံတော်သာသနာ၃ရက်မှာပရိယတ္တိကွယ်သွားပြီဆိုရင်ပရိပတ္တိမမျော်နဲ့တော့ဟဲ့ဒါပရိပတ္တိကွယ်သွားပြီဆိုရင်ပရိဝေဒါပူဆိုးသွားတာပေါ့ဗျာနော်ဒါသာသနာ၃ရက်မှာအခြေခံကပရိယတ္တိသာသနာပဲဒါဒီပရိယတ္တိသာသနာကိုဘယ်သူတွေထိန်းနေလဲတန်ခါတော်ရှင်မြတ်များကထိန်းသိမ်းနေတာဒီနေ့ပြိတ္တကတော့အကုံဆောင်သုတဗုဒ္ဓပါဠိစာပေတွေသင်ရန်ပို့ကြနေတဲ့စာသင်တိုက်ကြီးတွေတရားမလို့ဦးဇင်းတို့ဆရာတော်ဘုရားကဦးဇင်းတို့ ရေးသားကြီးတွေရဲ့လုပ်ငန်းစဉ်တွေမှာအဓိကလုပ်ငန်းစဉ်ထိမ့်သိမ့်မဲ့တို့ ပရိယတ်တွေစတင်နိုင်မဖြစ်မနေရှိရမယ်ဌာနတိုင်းဌာနတိုင်းမှာဆရာတော်ဘုရားကဒါတွေတွဲပြီးတော့ဆောင်ရခိုင်းတယ်အဲ့ဒါဦးဇင်းတို့ကြည့်လိုက်တော့ဟောပရိယတ်တွေစတင်နိုင်ကြီးတွေလည်းပဲကုတကောက်မှာတန်ဃာတော်တွေကခက်ခဲနေတာအများကြီးဖြစ်သွားတယ်အနည်းဦးဇင်းတို့ဆရာတော်ဘုရားကြီးတွေမိတ်နေတာမြန်မြန်လုံးမရေးတယ်မဆိုရင်ဆရာတော်ဘုရားကြီးကမြန်မြန်တိဆောက်မှာတယ် ။ဘာကြောင့်လဲဆိုတဲ့ခါကျတော့တန်ဃာတော်တွေကွဲသွားလို့နေတွေပြန်သွားရင်တကွဲတပြားနဲ့နောက်ပိုင်းတော့လူထွက်ကုန်တာတွေများလိမ့်မယ်ဟေ။ဒါကြောင့်ပြန်ပြီးတော့စုရတာမြန်မြန်ဆန်ဆန်။ဒါဦးဇင်းတို့တောင်မှအကြောင်းအဲတရားကျော်လောက်ကိုဦးဇင်းတို့ကပြန်အကြောင်းပြလို့ပြန်လိုက်တာ။ပြန်ရောက်တဲ့ခါကျတော့ဦးဇင်းတို့90လောက်ကျော်ကျော်လောက်ပြန်ရောက်တယ်။ရော့တာပဲရှိတာ။တန်ထဆင်တိုးပြီးတော့ပြန်မွေးရတာပြောချင်တာတန်ခါရော့ရော်လာတာပြောတာเนาะအဲဒါကြောင့်မလို့အလုံးအလုံးကိုးစီကိုးစီမှာတောင်းရှိပါတယ် တဲ့သာသနာ၃ရက်ရှိကန်တည်တံ့မှုရတာသာသနာရဲ့သာသနာနှုတ်ကဟရဲ့သာသနာဝန်တန်းရဲ့သာသနာဆိုတာကတော့ဥစဉ်တော့အစုံအမကိုပြောတာပဲဒီလသမารိပညာသိက္ခာ၃ရက်အကျင့်တရားတွေဒီတဲ့ချက်မယ်ဆိုရင်တော့ဗောဓိပက္ခမဂ်ရှင်ပါအကျင့်တရားဒီတဲ့ချက်မယ်ဆိုရင်တော့ဗောဓိပက္ခရတရား38ပါဒီရချင်းရင်ပြိကတမုံနိကေငါရဓမ္မကဏ္ဍပေါင်း၈000၄တောင်သာသနာတဲ့ဒီသာသနာကိုအရှိကန်တည်တံ့မှုရတဲ့သာသနာဝန်ထမ်းတွေကထိန်းထား ဒါသာသနာဝန်ထမ်းနဲ့စာတင်စာချပရိယတ်တွေလုပ်ငန်းတွေပေါ့နော်။ဒါကြောင့်ပရိပတ်တိလုပ်ငန်းတွေနဲ့ဆောင်ရွက်ပြီးတော့သာသနာဝန်ထမ်းတွေကိုတော့သာသနာနှုတ်ကဟာလေခုလူရှင်တိတိကနော်။ဘယ်နေရာမှာတော့တို့ဘာတွေဆောင်ရွက်ကြမယ်ဘာတွေပြုလုပ်ကြမယ်လားသာသနာနှုတ်ကဟာလေ။ဒါကြောင့်ဗုဒ္ဓသာသနာစိတံတိတိတုရွတ်စုံနဲ့မပြီးသေးဘူးတဲ့။သာသနာတို့ရရှေကမ်းမှုရအတွက်သာသနာရဲ့သာသနာနှုတ်ကရဲ့သာသနာဝန်ထမ်းရဲ့ အဲ့ဒါသာသနာနှုတ်ကရဆိုတော့ဤသုံးမျိုးညီညွတ်မှာသာသနာအရှိခံတည်တတ်ပါမယ်။တေယပစ္စည်းသက်တာသာသနာသုံးဖြာဒုံလပကျုံခဲလာတယ်။ဒီကနေ့အလုံးသောတုတ္တရောကောင်းများအဲ့ဒါသာသနာသုံးရကိုအရှိခံတည်တတ်မှုရတဲ့အာလုံးအလုံးဒီကနေ့ကိုစွန့်နိုင်ရရာကနေပြီးတော့ထောက်ပံ့လူတန်းညားရတယ်။အဲ့ဒါလူတန်းတဲ့ခါမှာဆရာတော်ဘုရားကြီးရဲ့ဓမ္မအစဉ်အတိုင်းပဲဗုဒ္ဓလူတော်ကြဆရာတော်ဘုရားကြီးကတရားနောက်ကပညာလိုက်နိုင်အောင်ကြိုးစားရည် တရားတရားကတော့ထက်သန်ပြီးနောက်ကပညာလိုင်းတော်ကြိုးစားပညာဆိုတာဉာဏ်နဲ့ရှင်တာ ው ဗျာဘာနဲ့ရှင်啊အဲ့ဒါဉာဏ်နဲ့ရှင်တာတရားနောက်ကပညာလဲဆိုတော့လှူတာကကံတိလိုက်တာကဉာဏ်လှူတာကဘာရဲ့လဲတိလိုက်တာကလှူတာကတိလိုက်တာကအဲ့အဲ့ဒါနောက်ကဉာဏ်တကြီးကိန်းနေအောင်ကြိုးစားရမှာတယ်နော်ရှင်ပြာကြီးကဲ့သို့လူတိုင်းရတယ် ကောင်းမှုကုသိုလ်ကံစင်အောင်ကြောင့်ဖြာတိတော်ဖြာတိတော်မှာတို့သည်တစ္ဆာတိတော်ဗောဓိညာယီအာကြည့်တော်တောက်ပံဖြစ်ရပါလို့ရှင်မယာသာသနာတော်ကိုလည်းချီးမြှောက်တယ်မိမိကိုယ်ကိုလည်းကယ်တင်ရန်ရောက်တယ်အဲ့တော့ဒီညာတကြီးကိမ့်ပြီးတော့ဒါကြောင့်သူတော်ကြီးဒါကသာသနာနဲ့ကြုံမှဒီညာတကြီးကရနိုင်တယ်ဒါကြောင့်ပစ္စည်းသက်တာသာသနာသုံးဖြာဒုံလပကြုံခဲလာတဲ့ အလူကြီးကိုတို့လူတန်းဝင်ရပြီ ကုသိုလ်ချင်းတက်ကုသိုလ်ဆက်၍အမျက်ကြံအောင်ကြိုးစားကြပါသို့လို့တိုက်တွန်းရင်းနဲ့နာရီစေ့သွားလို့တာလူသုံးရင်ခေါ်ကဲဒီသက်သွန်းချမြပြေးဝေလာကြရအောင်လူရှင်လူမာများဒီတော့ကဂိုင်းပြီးတော့ချမ်းတဲ့သူတော်ကောင်းများကလောက်လေးတွေချီးပြီးတော့လိုက်ဆွလိုက်ကြရအောင် ဣကုသောပုဂ္ဂိုလ်မိဘဆိုင်ရာသံဃာတော်အပေါင်းတက္ကဒဂမအပေါင်းဘလူရှင်လူမပေါင်းနပေါင်းနဲ့တကွာသတ္တဝဝိနည်းရတုအား ာပေးဝေပါကုန်၏အမြာရကြပါသေးသောကုသိုလ်အမြာအမြာအမြာယူတော်မူကြပါကုန်သော 담이야 담이야 유라 무자 바구나 다다다르 그더 아미야 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 유라 무자 바구나 ပစ္စနာများစင်ရင်မေတ္တာများပို့သလိုက်ကြရအောင်ဧတိ